လူဦးကောင်းကိုအနေနဲ့တိဆောက်ထားတဲ့မြေအောက်မြို့တော်ဘယ်ရီမြို့လို့ပြောလိုက်တာနဲ့တင်းစိတ်ထဲမှာဘာကိုအရင်ဆုံးမြင်ရောက်မိလဲအီဖယ်မျော်စင်းရဲ့မိအောင်ဆောင်လအခြေတော်ကလောက်တွေချိတ်ဆွဲထားတဲ့တရာတွေကဘာကျော်အနုပညာပြရိုက်တွေနဲ့ကော်ဖီဆိုင်လေးတွေမှာကြည်နူးနေကြတဲ့ဇုံတွေတွေကိုပြေးမြင်မိကြမှာပါဟုတ်ပါရဲ့ဘယ်ရီဟာကဘာကျော်အချင်းမြို့တော်တစ်ခုပါပြီဒါပေမဲ့အဲ့လိုလှပပြီးရိုမန်တစ်ဆန်တဲ့မျိုးတော်ကြီးရဲ့ခြေဖွာအောင်မှာမြေကြီးရောက်ထဲမှာ ။တင်းစိတ်ကူးရဲတောင်မှထဲမတွေးမိနိုင်လောက်တဲ့အเจ้าမတ်ဖွဲရလှိဝက်ကဘာတစ်ခုရှိနေတယ်ဆိုရင်ယုံနိုင်မှမလား။ဒါဟာပုံမြင်မဟုတ်ပါဘူး။လူပေါင်း6တန်းကျော်ရဲ့အယိုးတွေနဲ့တိဆောက်ထားတဲ့တေမင်းမျိုးတော်တကယ်ပဲတည်ရှိနေပါလိမ့်။ဒီနေ့မှတော့ကျွန်တော်တို့နဲ့အတူတူအချင်းမျိုးတော်ဘဲရီရဲ့မြေအောက်ကဘာတွေကကတာကုံးလို့ခေါ်တဲ့အယိုးဦးမင်းလိုင်းကောင်းကြီးအကြောင်းကိုစဉ်သက်လေ့လာကြပါစို့။ဒီဇာလန်ကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်18ရာစုနှောင်းပိုင်းဘယ်ရီမြို့မှာစတင်ခဲ့ပါလိ။အဲဒီအချိန်တုန်းကဘယ်ရီမြို့ဟာလူဦးရေတိုးပွားမှုနဲ့အတူပြဿနာကြီးတစ်ခုကိုရင်ဆိုင်နေရပါလိ အဲ့တော့ကတော့တင်းချိုင်းမြေမလုံလောက်တော့ပါဘူး။မြို့တွေကတင်းချိုင်းမြေတွေဟာပြေရှံပြီးယောဂဗရတွေထူပြောလာတယ်။အခြေအနေတွေကဘလောက်တောင်ဆိုးလာလဲဆိုရင်မိုးတဲတဲထန်ထန်ရွာတဲ့ဒီနေ့မှာတင်းချိုင်းကူတစ်ခုရဲ့နေရန်ကပြိုကျပြီးအလောင်းနေအယိုးတွေကအနီးနားကအိမ်တွေရဲ့မြေအောက်ခန်းတွေအထိရောက်ကုန်နေအထိပါပဲ။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အာနာဝိုင်းတွေကအဖြေတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲ့တော့ကတော့ဘယ်ရီမြို့ရဲ့မြေအောက်မှာရာစုနှစ်ပေါင်းများစွာကလေးကဒူးဖော်ထားတဲ့ကြောင်မိုင်းဟောင်းဥမင်လှိုင်ကောင်းတွေကိုအသုံးချဖို့ပါပဲ။ ဒီလိုနဲ့1986ခုနှစ်မှာအကြီးမားဆုံးသောအယိုးပြောင်းရွှေ့ခြင်းစီမံကိန်းကြီးကိုစတင်ခဲ့ပါသည်။ညာဘက်ဒီမှာအမဲရောင်ဖုံးအုပ်ထားတဲ့လဲရီနဲ့မြို့ရဲကတင်းကြိုင်းပေါင်းများစွာတွေကအယိုးတွေကိုတိတ်တဆိတ်တည်ဆောင်ပြီးမြေအုပ်မင်းလိုင်းကောင်းတွေထဲမှာစတင်စုပုံခဲ့ကြပါသည်။ဒီအလို့ဟာနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးလူသန်းပေါင်းများစွာရဲ့အယိုးတွေကိုနေရာအသစ်တစ်ခုစီကိုပို့ဆောင်ပေးခဲ့ရတာပါ။ဒီနေရာဟာအခုကျွန်တော်တို့သိကြတဲ့ Berries Catacomb လို့ဖြစ်လာခဲ့ရတာပါပဲ။ ဒီမယောင်ဦးမင်းတဲ့ကိုဝင်သွားပြီဆိုတာနဲ့အပြင်လောကနဲ့လုံးဝအဆက်အသွယ်ပြတ်သွားတယ်လို့ခန်းစားရပါလိမ့်မယ်။အေးဆက်ဆက်ဆိုထိုင်းထိုင်းလေရူရဲ့တိတ်ဆိတ်ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ရဲ့ကတင့်ကိုချက်သိမ်းထားစီမှာပါ။ဦးမင်းရဲ့ဘေးနီးရနေကိုကြည့်လိုက်ရင်တော့အုတ်ခဲတွေကြောက်တုံးတွေအစားစနေတကျစီရီထားတဲ့လူရိုးတွေနဲ့ဥကောင်းကုန်တွေကိုတွေ့ရမှာပါ။မိုင်မောင်းများစွာရှည်လျားတဲ့ဦးမင်းနဲ့နေရတချောင်းလုံးမှာခြေတလုံးယူရီလက်မောင်းယူရီကိုအခြေခံတဲ့အနေနဲ့စီထားပြီးအလဲမော်တော့ဥကောင်းကုန်တွေကိုအလားဆင်တယ်လို့ထည့်သွင်းထားတာကိုထူးထူးခြားခြားတွေ့မြင်ရမှာပါ။ တချို့နေရာတွေမှာဆိုရင်ဥကောင်းကိုနေကိုနှလုံးပုံသဏ္ဍာန်၊စက်ဝိုင်းပုံသဏ္ဍာန်တွေဖြစ်အောင်ဖန်တီးထားတာကအမှုပညာဆက်မိမယ်။တစ်ချိန်တည်းမှာပဲကြောက်စရာကောင်းတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါ ರೀ ။တင်းလျှောက်လန်းနေတဲ့လမ်းတစ်လျှောက်လုံးမှာနေရံပေါ်ကမျက်လုံးခေါင်းပေါက်ကြီးတွေနဲ့ဥကောင်းကိုနေကတင်းကိုအတမ်းမရှိတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတယ်လို့ခံစားရပြီးအတန်းတိတ်မိကုန်းနေမိနေတယ်လို့မျိုးထင်အောင်ထင်မှားဖြစ်စေနိုင်ပါ ರೀ ။ဒီနေရာကိုဝင်ပေါင်းမှရေးထိုးထားတဲ့စာရန်တစ်ခုတွေကလည်းပဲဒီနေရာရဲ့ခံစားချက်ကိုပို့ပြီးပြင်ထန်စေပါ ರೀ ။အဲဒီစာကတော့ မြန်မာလူအထိပယ်ကရက်လိုက်ဒီနေရာကတေမင်းရဲ့နိုင်ငံတော်ဖြစ်ပြီအဲ့ဒီအထိပယ်ပါဒီရုံးမင်းတွေဟာကီလိုမီတာ300ကျော်မိုင်ပေါင်း100နီးပါးလောက်ရှည်လျားတယ်လို့ခန့်မှန်းရပါမယ်ခရီးသွားတွေအတွက်တော့အပိုင်းသေးသေးလေးတစ်ခုကိုပဲဖွင့်လှစ်ပေးထားပါသည်ကျန်တဲ့ဥမင်းတွေကတော့ဝင်းကဘာတွေလိုရှုပ်ထွေးပြီးအန်ဒီရဲ့များတဲ့အတွက်ဝင်ရောက်ခွင့်ကိုပိတ်ပင်ထားပါသည်။ဒါပေမဲ့စွန့်စားကျင်တဲ့သူတွေကတာဖီလို့ခေါ်တဲ့မြေအောင်စူးစမ်းသူတွေကတော့လေဝဝင်ပေါက်တွေကနေတရားမဝင်ဝင်ရောက်ပြီးဒီရုံးမြို့တော်ရဲ့မရောက်ဖူးသေးတဲ့နေရာတွေကိုစူးစမ်းရှာဖွေလေးရှိပါသည်။ တဏှာရီရောက်ဒီဥမင်ထဲမှာမျက်စိလေလမ်းမပြီးပြောက်ဆုံးသွားသူတွေရှိခဲ့တယ်လို့လဲဆိုပါရီ2004ခုနှစ်တုန်းကဆိုရင်ရဲတွေကလေးကျင်ကန်းလောက်ရင်းနဲ့ဥမင်ရဲ့အနက်ဆိုင်စုပ်တဲ့နေရာမှာလှစ်ဝတ်ရုပ်ရှင်ရုံတစ်ခုနဲ့ဘားတစ်ခုကိုတော့မှရှာဖွေတွေ့ရှိခဲ့ပါရီအဲ့နေရာမှာလျှက်စစ်မိလိုက်နေဖုန်းလိုင်းတွေကိုတွေ့တန်းထားပြီးအကောင်းစားစားသောဆိုင်တစ်ဆိုင်လိုပြင်ဆင်ထားတာကိုတွေ့ခဲ့ရပါရီ